အဖိမအလန်တီးခံရပြီးဓမ္မလာပြန်ဝဲကိုနှုတ်ဆက်ခဲ့ရပြီဖြစ်တဲ့ဟင်းသာရုံတဲ့ပကောသင်းပရိသတ်များလုံးဝမေးလောက်များ for you media ကနေပြန်လဲကြိုးလိုက်ပါရင်ပကောသင်းကတော့တောသားချဲပေါက်ကိုအဖိမအရင်နေ့ခဲ့တာကြောင့်ဓမ္မလာကိုနှုတ်ဆက်ခဲ့ရပြီဖြစ်ပါရင်ပကောသင်းအနေနဲ့တောသားချဲပေါက်တို့ကိုပြင်းသင်းမြေပေါ်ထိသွားပြီးအနိုင်ရခဲ့ကြပေမဲ့တောသားချဲပေါက်တို့ကအဖိမပြန်ပြီးလန်တီးသွားခဲ့တာကြောင့်ပကောသားတို့မျက်ရည်နဲ့မျက်ခွဲဖြစ်ခဲ့ရပါရင် ပွဲမတိုင်ခင်ဒေါသချဲပေါင်းတို့ရဲ့နေပြဆရာလူဝစ်အင်ဒရီကသူတို့အနေနဲ့ဘကိုးတင်းကိုအဖေးမှာလှန်တီးသွားပါဖြစ်ကြောင်းကြုံဝနေခဲ့တာဖြစ်ပြီးဘကိုးပရိသတ်တွေကတော့အင်ဒရီကိုလောင်ပြောင်းခဲ့ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဒေါသချဲပေါင်းတို့ကအပြောကိုအလုံးနဲ့တက်တည်ပြခဲ့ကြပြီးလောင်ဤတန်တွေကိုတိတ်ဆိတ်စေခဲ့ကြပါတယ်။ဒီပွဲစဉ်မှာနှစ်သင်းစလုံးကခွင့်ရီးတွေကိုစီရခဲ့ကြပြီးအပြန်အလှန်တိုက်စစ်ဆင်ကစားမှုတွေနဲ့အတူဓမ္မနာပွဲစဉ်တွေရဲ့ရတ္တကိုအပြည့်အဝပေါ်လွင်စေခဲ့ပါတယ် တမန်ဝဲစားခြင်းအပြီးမှာနှစ်ကျော်ပေါင်းရလက်အရာတည်ကြတဲ့ဒီနေ့တင်ဟာအချိန်ပို30မိနစ်အပြင်ပန်နဒီအဆုံးဖြတ်ပါခံယူခဲ့ရပြီးဒေါ်သာချဲပေါ့တို့ရဲ့ဂုဒမဒိုနာရူမာရဲ့မောင်ဝင်လက်စွမ်းကြောင့်ဘကောအသင်းတို့အရင်နေခဲ့ရပါတယ်။ခွဲထွက်ခင်းခြင်းမှာအင်ရှင်ဘကောအသင်းကပထမအကြောကပွဲစဉ်အတိုင်းဂျော်ဒါ၊ဆာလာ၊လူးဝစ်တီရဲ့ဆိုဘိုစလိုင်း၊မတ်အလစ်တာ၊ရာမင်ဘရက်၊အာနိုကိုနာတီ၊ဗန်ဒိုက်၊ရောဘတ်ဆန်နဲ့အလီဆွန်တို့ကိုပွဲထုတ်လာခဲ့ပြီးဒေါ်သာချဲပေါ့တို့ကလည်းပထမအကြောနေ့တို့အဓိကကစားမဆုံးလင်းတဲ့ပွဲထွက်လာခဲ့ပါတယ်။ ရောင်းဝိုင်းမှာကလေးကနှစ်သိန်းစလုံးအပြန်လည်တိုက်စစ်ဆင်ကစားခဲ့ကြပြီးပွဲစားပြီးသိမ်းမကြခင်ပါပဲ။ဘကောအသင်းတို့ဥဆောင်ကိုရရှိနိုင်လောက်တဲ့အထိကိုနီးနီးဆက်ဆက်ရှိခဲ့ပါရင်အေယာအတွင်းမှာမိုဆာလာလူလုချွတ်ချွတ်အဆုံးသတ်ခွင့်ရခဲ့တာဖြစ်ပြီးဒေါ်လာချေဘောတို့ရဲ့ဘယ်နောက်ခံလို့လူလုမန်စတန်စပိတ်ဆိုတားဆီးနိုင်ခဲ့တာကြောင့်ဘကောအသင်းဥဆောင်ကိုလည်းဝေးကွာခဲ့ရပါရင် ပွဲချိန်ဆက်လက်မနေရောက်မှာတော့ဘကိုးတင်းရဲ့ခန်းစင်မားကနေဒေါ်တာချဲပေါတို့ဥဆောင်ကိုရသွားခဲ့ပါတယ်။ညာချန်းကနေဘာကိုလာရဲ့ဖျက်ချိုးပေးမှုကိုကိုနာတီတားဆီးဖို့ဂျိုးစားရာကနေကိုသမားနဲ့နားလည်မှုလွဲသလိုဖြစ်သွားခဲ့ရကဒမ်ဘီလီကအနီးကပ်ပိတ်သွင်းခွင့်ရသွားခဲ့တာဖြစ်ပါတယ်။ဒေါ်တာချဲပေါတို့ရဲ့ဥဆောင်ကိုလည်းဖြင့်ချီပါကိုလည်းဖြစ်တဲ့ဒမ်ဘီလီရဲ့သွင်းကိုကြောင့်ပွဲကပိုပြီးတော့မြိုင်ဆိုင်သွားခဲ့ရပါတယ်။ပွဲချိန်ဆက်ကွန်မတီမှာတော့ဘာကိုလာလွလွကျွကျွအဆုံးသက်ကန်သွင်းခွင့်ရခဲ့ပေမဲ့ဘကိုးတင်းရဲ့ကိုသမားအလီဆွန်ကာကွယ်သွားခဲ့တာကြောင့်ဒေါ်တာချဲပေါတို့အတွက်နှမျောစရာဖြစ်ခဲ့ရပါတယ်။ လက်ချက်ပွဲကစားအချိန်တွေမှာနှစ်သင်းစလုံးအမားထက်မလုံးမေးအောင်ဂိူးဆိုင်ကစားရင်အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပါမယ်။သွင်းကိုတွေမရခဲ့ကြပဲတကောကုမရှိနေတာဘရာအိုင်းပြီးဆုံးခဲ့ပါရင် ကရိယာမိုင်မှာတော့ပုဂိုလ်တင်းဘက်ကအသာစီးယူကစားနိုင်ခဲ့ကြပြီးတောသားဆဲပေါင်းတို့ကတိုင်းစစ်စင်ကစားဖို့ထက်ပွဲကိုထိန်းချုပ်ဖို့သာအာရုံစိုက်ခဲ့ကြပါရင်ပွဲချင်း58မိနစ်မှာလူဝစ်ဒီရဲ့ခေါင်းတိုင်းချက်ကနေပုဂိုလ်တင်းတို့ခြေပါကိုပြန်ရအောင်နှိစက်ခဲ့ပေမဲ့ဒိုနာရူမာကာကွယ်သွားခဲ့ပြပါရင်ကမ္ဘာကောင်းနာကပွဲချင်း83မိနစ်မှာတော့ပုဂိုလ်တင်းရဲ့အားထားရတဲ့ညာနောက်ကန်လိုအာလို့ဒဏ်ရာရရှိသွားခဲ့ပြီးလူငယ်ကစားသမားလေးကွမ်စာနဲ့လူစားလဲခဲ့ရပါရင်ကွမ်စာအင်းနဲ့လူစားဝင်ဝင်ရောက်လာခဲ့ပြီးတော့အသိမကြာခင်ပါပဲဘကောအသင်းအတွက်ခြေဝါကိုရဖို့ဂျိုးစားခဲ့ပေမဲ့ဂိုးကန်ခင်နေခဲ့တာကြောင့်ဂိုးတိုင်ကိုသာထိမှန်သွားခဲ့ရပြပါတယ် ကရိယာမိုင်မှာနှစ်သိန်းကြားဘောလုံးပိုင်ဆိုင်မှုရအပြတ်အသတ်ကွာခြားနေရမျိုးမရှိခဲ့ပေမယ့်ဂိုးပေါက်ချင်းချောင်းမှုတွေကတော့ဘကုန်းသိန်းကပိုပြီးတော့လုံနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒိုနာရူမာကိုမချော်နိုင်ခဲ့သလိုဂိုးကန်ကနေဒါကြောင့်လည်းဒုတိယပိုင်းကပြီးဆုံးသွားခဲ့ကောင်အချိန်ပိုဆက်လက်ကစားခဲ့ရပါတယ်။အချိန်ပိုမှာတော့ဘကုန်းအသင်းအတွက်နောက်ထပ်ဒဏ်ရာသနာတခုနဲ့ကြုံတွေ့ခဲ့ရပြီးကိုနာတီကိုလှူစားလဲခဲ့ရပါတယ်။အချိန်ပိုမှာတိတိတသာဂိုးပေါက်ချင်းချောင်းမှုတွေမမြင်ခဲ့ရပေမယ့်ဒေါ်သာချေပေါတို့ကအသာကြီးကိုကစားနိုင်ခဲ့ကြပါတယ်။အချိန်ပိုနှစ်ပိုင်းစလုံးအပြီးမှာတော့ပဏာရီအဆုံးဖြတ်ခံယူခဲ့ကြပါတယ်။ ပရတီဆုံးဖြတ်မှာတော့ဘကိုးသိမ်းဘက်ကပထမဆုံးဂိုးကန့်သွင်းခဲ့တဲ့ဆာလာတယောက်ထဲသာဂိုးဝင်အောင်ကန့်သွင်းနိုင်ခဲ့ပြီးဒါဝင်နူးနဲ့နဲ့ကာတင်ဂျိုးလုံးရဲ့ပရတီကန့်သွင်းချက်တွေကိုဒိုနာရူမာကလက်ဆွမ်းပြကာကွယ်သွားခဲ့တာကြောင့်ဒေါ်လာချေပေါ့တို့ဒမ်ဘလာကွာတာဖိုင်နယ်စီတက်ရောက်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်ဘဂိုးတင်ကတော့အသင်းရဲ့ကစားသမားတွေပွဲပန်းနေခဲ့ကြတာပြင်အာလုကွန်နာဒီတို့ကဒန်ဟာကိုစီရခဲ့တာကြောင့်အစိုးရကြီးပဲဖြစ်ခဲ့ရကလာမယ့်ငှက်ချားအသင်းနဲ့အချွေပလားပေါ်လူပွဲကိုလည်းရုန်းကန်သွားတော့မှာဖြစ်ပါရင်